နားဆင်သူများအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ကျွန်တော်ရဲ့ channel ကနေနဂါမင်းသမီးဤမေကွန်လေးကွန်းဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ရှင်းလွန်လေးပြီးတော့အခါကမင်းကြီးဝိဇ္ဇမအုပ်စုတဲ့တိုင်းပြည်ကြီးတပြည်ရှိလေတယ်မင်းကြီးဤတရားမျှတစွာအုပ်ချုပ်မှုကြောင့်တိုင်းသူပြည်သားအလုံးဟာအေးချမ်းပျော်ရွှင်စွာဖြင့်နေထိုင်ကြလေတယ်ရွာသူရွာသားအများစုမှာတော့တိုင်းပြည်နေမနေမဝေရှိတောအုပ်ကြီးထဲမှာထင်းများကို ခုတ်၍ဈေးရင်ပြန်လဲရောင်းချကား အသက်မွေးဝမ်းကြောင်းပြုကြလေတဲ့တယ်။ဒီနေ့တော့နည်းနည်းခင်မာတော့ရွာသားတစုဟာချင်းခောက်ရံအတွက်တောအုပ်ကြီးတွေကိုထွက်လာခဲ့ကြရတယ်။အဲ့တငယ်ချင်းတို့ခြေလမ်းမမြင်လန်းကြ။ငါတို့ချင်းခောက်ပြီးတော့ဈေးကိုစောစောပြန်ရောက်လေ။ချင်းကဈေးကကောင်းရလိပဲ။ဟုတ်တယ်ဟုတ်တယ်။နောက်ကျသွားရင်ဈေးထဲမှာလူတွေများပြီးတော့ငါတို့ချင်းတွေကိုဈေးနဲ့ဝယ်ကြလိမ့်မယ်ကွာ။အဲ့လိုနဲ့သူတို့ဟာစကားများပြောရင်းနဲ့တောနဲ့ထဲကိုဝင်ရောက်လာခဲ့ကြတယ်။ ဒါပေမဲ့သူတို့ရဲ့ရှစ်တက်တက်မှာတော့အလွန်ကြီးမားပြီးအစိတ်ပြင်းလာဟန်ရှိရဲ့မွေနဲ့ကြီးတကောင်ကရုတ်တရက်ပေါ်ထွက်လာပြီးတော့လမ်းကိုပိတ်ထားလိုက်တော့ရတယ်။အဲ့ဒီတည်းပို့ပြီးတော့အန်အောချီယာကောင်းတာကအဲ့ဒီမွေကြီးကလူသားတယောက်ရဲ့အတန်းနဲ့စတင်ပြီးတော့စကားပြောလာခြင်းမှာပဲတဲ့။ရှက်လိုက်ကြစမ်းဒီနေ့ကနေ80တလမ်းမတိုးနဲ့ဒီနေ့ကစပြီးတော့ဒီတော့အုတ်တဲ့ဟာတစ်ပင်ကိုဘသူမှလာမထီနဲ့ အကယ်၍ငါစကားကိုနားမထောင်တဲ့ဘသူမဆိုဒီတိုးတဲ့ကနေအရှင်းလှလှပြန်ထွက်သွားမှာမဟုတ်ဘူးအဲ့လိုနဲ့ရွာသားအလုံးကကြောက်နံတကြနဲ့နောက်ကိုပြန်ဆုတ်ကြတော့တာပေါ့အဲ့ဒီချိန်မှာပဲသူတို့တည်းကအဖို့အတူကတုံနေတဲ့အတန်နဲ့ဦးနဲ့သမီးကျွန်တော်တို့ကဒီတိုးတဲ့ကထင်းကိုခုတ်ပြီးတော့ဈေးမရောက်မှကျွန်တော်တို့ရဲ့တားသမီးတွေကိုကျူးမွနိုင်မှာပါဗျာဒီလောက်ကလွယ်ပြီးတော့တခြားဘာမှမလုပ်တတ်ပါဘူး ဒီအလုတ်ကိုမရရင်ကျွန်တော်တို့အိမ်ကမီးဖို့နေမှာဘလို့မီးတောက်နိုင်တော့မှလဲပြန်လို့အတနာခံလေးရတဲ့အဲ့လိုနဲ့မွေနဲ့ကြည်ရငါဒါတွေဘာမှမသိဘူးအခုချက်ချင်းဒီနေ့ကနေထွက်သွားကြပါနောက်ဘရမဒီတော်တွေကိုပြန်မလာနဲ့တော့ဒါပေမဲ့တကယ်လို့မင်းတို့ကဒီတော်တွေကိုစိုးအချင်နေဆိုရင်တော့ငါမင်းမဲ့မေကွန်းလေးကူတော့အရှင်ဖေးရလိမ့်မယ်တတိချာနော်အဖြစ်တစ်ခုတောင်မှာသွားရင်တော့မင်းတို့ကိုရော မင်းတို့ရဲ့မိသားစုဝင်တွေကငါကိုယ်တိုင်အစိမ့်နဲ့လူပြီးတော့အသက်ကိုတက်ပစ်မယ်။အဲ့လိုနဲ့ပဲရွာသားများလည်းကြောက်လန့်တကြနဲ့သူတို့ရဲ့ရွာစီကိုပြန်လဲထွက်ပြေးလာခဲ့ကြတော့တယ်။ကျောင်းပြန်ရောက်တဲ့အခါမှာတော့အာလုံးစိုးရိမ်ပူပန်နေကြတော့တာပေါ့။ဘလို့လှုပ်ကြမလဲ။ငါတို့ရဲ့စာဝတ်နေရအဲ့ဒီတော်ကြီးပေါ်မှာပဲမှုတည်နေတာ။သူများစီကချီထားတဲ့အကျိုးတွေလည်းပြန်ဆက်ရအောင်မယ်။ဟုတ်ပါ။အဲ့ဒီမူရဘယ်ရောက်လာမှမသိဘူး။ လူတို့လည်းစကားပြောတတ်တယ်။ငါတို့မှချင်းရောက်လာလို့ပြီးတော့ဘာမှမလှုပ်ရှားတတ်ဘူး။ငါတို့မိသားစုတွေဘယ်လိုလုပ်ကြရတော့မလဲ။အဲ့ဒီခါမှာတော့အဖိုးကစိတ်မပူကြနဲ့။ငါတို့အားလုံးကမင်းကြီးဝိဇမစီကို သွားကြမယ်။အဖြစ်မဲ့အားလုံးကိုရှောက်တင်ပြီးတော့အကူအညီတောင်းကြတာပေါ့။မင်းကြီးကငါတို့ကိုကူညီနိုင်မှာပါ။အဲ့လိုနဲ့ရွာသားအားလုံးကမင်းကြီးရဲ့နန်းတော်ကိုခြေထက်သွားကြပြီးတော့မင်းကြီးဝိဇမရဲ့ရှင်းမောက်မှာတော့ အဖြစ်ပြက်အားလုံးကိုမျက်ရည်များနဲ့ရှောက်တင်ကြတော့တယ်။အရှင်မင်းကြီးကျွန်တော်မျိုးတို့အပေါ်မှာဘေးဒုက္ခကြီးတစ်ခုကြောက်ရွံ့နေပါတယ်ဖေဟာ။တော်ရဲကအစိတ်ပြေမွေကြီးတစ်ကောင်ကကျွန်တော်မျိုးတို့ကိုထင်းခုတ်ခွင့်ပိတ်ထားပါတယ်။ကဲတော်မူပါဖေဟာ။ကျွန်တော်မျိုးတို့ရဲ့မိသားစုတွေငါပြနေကြပါပြီ။အဲ့ဒီမွေကြီးကလူတွေလိုလဲစကားပြောတတ်ပါတယ်ဖေဟာ။မင်းကြီးဝိကျမအလွန်ကျင်နာတတ်တဲ့ဘင်းတစ်ပါးဖြစ်လေတယ်တဲ့။ ူကရွာသားတို့ရဲ့စကားကိုကြားရတဲ့အခါမှာတော့မစိုးရင်ကြနဲ့ရွာသူရွာသားတို့ငါဟာဒီတန်းပြည်ရဲ့ဘီရင်ပဲဒီတော့အုပ်ကလည်းငါရဲ့တော့အုပ်ပဲဘသူမှမင်းတို့ချင်းခုတ်ခွေတားဆီးပိုင်ခွေမရှိဘူးငါကူတော်တိုင်းအဲ့ဒီတော့အုပ်တွေကိုသွားပြီးတော့ဖဲမူရငါရဲ့ပြည်သူတွေကိုဒုက္ခပေးနေလဲဆိုတော့သွားကြည့်မယ်မင်းတို့အားလုံးစိတ်အေးလက်အေးနဲ့အိမ်ပြန်ကြပြီးတော့မင်းတို့မိသားစုတွေအငတ်မခံရအောင်တယောက်ကိုရွှေရင်းကဆယ်ပြားစီကို ငါပေးသနာတော်မူမယ်။ရွာသားအလုံးကမင်းကြီးရဲ့စေတနာကို အလိုမင်းကျေးဇူးတင်ပြီးတော့မင်းကြီးတက်တော်ရကြော်ရှိပါစေလို့ဆုတောင်းရင်းနဲ့နန်းတော်ကနေထွက်ခွာသွားကြတော့တဲ့။ဒီလိုနဲ့မင်းကြီးကအမတ်ချုပ်ကြီးကိုခေါ်ယူပြီးတော့အမတ်ကြီးငါကိုတော့အရေးကြီးတဲ့ကိစ္စတစ်ခုနဲ့အပြင်ခဏသွားအောင်မယ်။ငါမရှိတဲ့အချိန်မှာတိုင်းပြည်နဲ့ပြည်သူတွေရဲ့တာဝန်အလုံးကို အသင်မဲတာဝန်ရမယ်လို့မိတ်ချလိုက်တော့တာပေါ့။ဒီလိုနဲ့အမတ်ချုပ်က အရှင်မင်းကြီးတောနဲ့ကြီးတယ်ဟုတ်တပါးတဲ့ကြွကြည့်တော်မူလားအန်ရည်များပါလေဖေစစ်တီတော့အချို့ခေါ်ဆောင်သွားပါလို့အကြံပေးတော့တာပေါ့မလို့ဘူးအမကြီးငါကိုယ်တိုင်တောင်မှငါကိုယ်ငါမကာကွယ်နိုင်တန်းသူပြည်သားတွေကိုဘယ်လိုကာကွယ်နိုင်တော့မလဲစိတ်ချပါငါဘာမှမဖြစ်ဘူးအဲလိုဆိုပြီးတော့မင်းကြီးဝိကျမသူ့ရဲ့အလင်းမြန်ဆုံးမင်းတော်ကြီးကိုစီးနီးလို့တောနဲ့ကြီးစီကိုဥတီပြီးတော့ထွက်ခွာလာခဲ့တော့တယ်မင်းကြီးဝိကျမ တော်နဲ့ကြီးတဲ့ကိုရောက်တဲ့အခါမှာတော့ရွာသားများပြောပြခဲ့တဲ့နေရာကိုသွားရောက်ပြီးတော့ဆောင်းဆိုင်လိုက်တော့တယ်။မကြာမီမှာပဲသူ့ရဲ့ရှိတော်မောက်ကတော့မွေနဲ့ကြီးပေါ်ထွက်လာခဲ့တော့တယ်။မင်းပဲလား။ငါရဲ့အပြစ်မဲ့တဲ့ပြည်သူတွေကိုတော်တဲ့ကိုဝင်ခွင့်မပေးဘဲနဲ့ဒုက္ခပေးနေတဲ့မွေစုကပြောစမ်းမင်းဘာလို့ချစ်လဲ။မင်းကဘယင်ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ဒီတော်တဲ့ကိုဘသူမှချစ်တယ်လမ်းဝင်ခွင့်မရှိဘူး။ငါ့ကိုတားဆီးပိုင်ဝင်မင်းမှမရှိဘူး။ ဒါငါတန်ပြီးငါတော်အုပ်ပဲငါကြိုက်တဲ့နေရာငါသွားမှာပဲကောင်းပြီလေဒါဆိုရင်တော့ငါရဲ့မင်းကွန်းလေးကူကို ဖြေဆိုရနိုင်မယ်အဖြေမင်းမင်းကိုဝင်ခွင့်ပေးမယ်မင်းချင်တာကမင်းစမ်းပါဒီလိုနဲ့မွေနဲ့ကြီးကသူ့ရဲ့ပထမဆုံးမင်းကွန်းကိုစတင်လိုက်တော့တယ်ပထမမင်းကွန်းဒီလောကမှာဘသူ့ရဲ့ကျေးဇူးကျွေးကိုငါတို့ဘယ်တော့မှစလို့မကုန်နိုင်တယ်လေဒုတိယမင်းကွန်းကောင်းကင်ဘုံတဲ့မြင်မာပေမဲ့ မျက်စိနဲ့မမြင်နိုင်ပဲသူ့ရဲ့အရေးအောက်မှာတော့လူတိုင်းဟာဘင်းတပါလို့ဘေးကင်းလုံခြုံစွာနဲ့နေထိုင်နိုင်တာပါလေတတိယမင်းကိုဒီလောကမှာအတိမားဆုံးသောအမှန်တရားပါလေနောက်ဆုံးသတ္ထုထမင်းကိုဘေးမပါပဲသွာလာမင်းမပါပဲပြေးလွှားပြီးတော့ဘယ်တော့မှမရက်တဲ့နေရထားပါလေအေးမေကွနီကိုကြားရတဲ့အခါမှာတော့မင်းကြီးဝိကျမပြုံးလိုက်ပြီးတော့ဟေးမင်းရဲ့မေကွနီကတိတ်ကိုလွယ်တာပဲ ငါတန်းပြာခလင်းငယ်တယောက်တောင်မှဖြေနိုင်တယ်။တေချာနားထောင်။မင်းရဲ့ပထမအဖြေကတော့မိခင်ပဲ။ဘသူမှမိခင်ရဲ့ကျေးဇူးကြီးကိုဆက်လို့မကုန်နိုင်ဘူး။ဒုတိယအဖြေကတော့ဖခင်ပဲ။ဖခင်ကကောင်းငင်နဲ့မြင်မာပြီးတော့သူ့ရဲ့မြင့်တရေးအောင်မှာတာသမီတိုင်းကဘေးကင်းလုံခြုံကြတယ်။တတိယအမှန်တရားကတော့တေချင်းတရားပဲ။နောက်ဆုံးအဖြေကတော့အချိန်ပဲ။အချိန်ဟာဘေးမပါမြင်းမပါပဲနဲ့ဘယ်တော့မှမရက်တက်မဲနဲ့ သွားနေရတဲ့ရထားပါပဲမင်းကြီးရဲ့မန်ကန်ပြည့်စုံတဲ့အဖေများကိုကြားတဲ့အခါမှာတော့မွေးနဲ့ကြီးကမင်းကြီးရဲ့ခြေတော်ရင်မှခွေချပြီးတော့ရှာကြီးတကူငိုကြွေးလီတော့တယ်အဲ့ဒီအခါမှာတော့မင်းကြီးကအလွန်အံ့ဩသွားပြီးတော့မင်းဘာဖြစ်လို့ငိုနေရလဲပြီးတော့မင်းကဘာတူလဲဘာဖြစ်လို့လူတွေလိုစကားပြောနေရတာလဲမင်းကြီးဝိဇ္ဇမရဲ့ဉာဏ်ပညာပြည့်ဝတဲ့အဖေများကြောင့်မွေးနဲ့ကြီးဟာသူ့ရဲ့မာနကိုချိုးနှိမ်ပြီးတော့ မင်းကြီးရဲ့ခြေတော်ရင်းမှာဝစ်စင်လျက်ရှာကြည့်တဲ့ငငိုကျွေးလီတော့တယ်။အတင်ဟာတကက်ကိုကြီးမြတဲ့ဘရင်တပားပါပဲ။ကျမရဲ့မိကွန်းအလုံးကိုမဆိုင်မတော်ပဲမန်ကန်အောင်ဖြည့်ဆူနိုင်ခဲ့ပါတယ်။မင်းဘာဖြစ်လို့ငိုနေရလဲ။ပြီးတော့မင်းကဘာတူလဲ။ဘာဖြစ်လို့လူတွေလိုစကားပြောနေရတာလဲလို့မင်းကြီးကအန်အောစွာနဲ့မင်းမြန်လိုက်တော့တာပေါ့။အဲ့အခါမှာတော့မှွေနဲ့ကြီးကသူ့ရဲ့စကြံကိုစတင်ဖွှဲ့ဟလီတော့တယ်။အရှင်မင်းကြီး ကျမတကယ်တော့မွေတကောင်မဟုတ်ပါဘူး။ကျမအိတ်တရပြီကမင်းသမီးနန္ဒနီပဲဖြစ်ပါတယ်။မင်းသမီးဟုတ်လား။ဒါဆိုရင်ဘာဖြစ်လို့ဒီလိုမွေတကောင်ရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေရတာလဲ။ကျမစင်စာသိနေလို့ပါအရှင်မင်းကြီး။ကျမမွေတကောင်အဖြစ်နဲ့တော်အနှံ့ကိုလက်လက်နေရပြီးတော့ကျမရဲ့ခမီးတော်ကတော့စက်တူရွေးတကောင်ဖြစ်သွားခဲ့ရပါတယ်လို့ဆိုပြီးတော့သူ့ရဲ့ကြေကွေးဝင်ရာဇလံကို မင်းသမီးလေးကစတင်ပြောပြနေတော့တယ်။ဟောလွန်ခဲ့တဲ့အချိန်တုန်းကပေါ့။ကျမတို့ရဲ့ဧကရတိုင်းပြင်မှာတော့ဆုံးပညာတက်ကြွတဲ့ဆုံးစာတရားနှိမ့်ထိုင်ပါတယ်။သူနဲ့အတူသူ့ရဲ့ဇနီးဆန်နီကဆိုတာလည်းရှိပါတယ်။အေးမိမတကယ်တော့လူသားမဟုတ်ပဲဘလူးမတစ်ယောက်ပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ဆုံးစီဟာကိုဝင်အရင်မှနဲ့ကြံခဲ့တဲ့သူ့ရဲ့ဇနီးအတွက်အစာရှာထွက်ခဲ့ပါတယ်။သူဟာမျိုးရဲကိုရောက်လာတဲ့အခါမှာတော့ ဈေးထဲမှာကျမနဲ့ကျမရဲ့အချွေရံတွေလက်လေသွာလာနေတာကိုတွေ့ခဲ့ပါတယ်။အဲချင်းကဆက်ပြီးတော့သူဟာကျမရဲ့အလာမှာဆွဲလန်းသွားခဲ့ပြီးတော့သူ့ရဲ့ဇနီးအကြောင်းကိုတော့မှမေ့သွားခဲ့ပါတယ်။သူဟာကျမရဲ့ရှစ်တက်တက်ကိုလာပြီးတော့ရုတ်တရက်ပဲ။အိုးနတ်သမီးလေးမင်းအရင်လာတာပဲ။ငါ့ကိုလက်ထပ်ပါလားလို့ပြောဆိုခဲ့ပါတယ်။ဒီလိုနဲ့ကျမလည်းအလွန်အံ့ဩပြီးတော့ဒေါသထွက်သွားတော့တာပေါ့။ဟဲ့လူယုံမှာ ငါအဲ့တရာတန်းပြီးရဲ့မင်းသမီးနဲ့တနေပဲမင်းလို့တာမန်လူချက်ကိုဘယ်တော့မှလက်ထပ်မှမဟုတ်ဘူးလို့ပြန်ပြောပြီးတော့သူ့ကိုနင်ထုတ်ခဲ့တော့တာပေါ့ဒါပေမဲ့အဲ့ဒီဆုံးစရာအရှုံးမပေးပဲကျမနောက်ကိုနန်းတော်အထီလိုက်လာပြီးတော့ကျမရဲ့အဆောင်တော်ပရင်ပေါက်အောင်မှာနေ့ရောညမှာ၃ရက်တတိမတရပြီးတော့စောင့်နေခဲ့ပါတယ်နောက်ဆုံးမှာတော့အမတ်ချုပ်ကြီးကသူ့ကိုတွေ့သွားပြီးတော့ခမီးတော်ဘီရင်ကြီးစီကိုတန်ကြားခဲ့တော့တယ်ခမီးတော်ကသူ့ကိုဖမ်းဆီးပြီးတော့ မန်းတော်တရားစီရင်ခန်းမကိုခေါ်ယူစစ်ဆေးခဲ့ပါတယ်။အဲ့ဒီခါမှလဲဆုံးစီယာကအရှင်မင်းကြီးကျွန်တော်မျိုးဟာမင်းသမီးလေးနန္ဒနီကိုပဲလက်ထပ်ပြရစီသူ့ကိုအရှင်မင်းကြီးတဲ့တောင်မှ ပို့ပြီးတော့ဂယူးဆိုင်ပမယ်လို့အရှက်ကင်းမဲ့မယန်းစွာနဲ့ရှောက်တင်ခဲ့ပါတယ်။ခမီးတော်လည်းအမြဲဒေါသထွက်ပြီးတော့ဟဲ့လူမိုင်းမင်းကဆုံးစီယာတယောက်ငါသမီးဟာမင်းသမီးတပါငါသမီးကိုဘယင်ဒါမှမဟုတ် မင်းသားတစ်ပါးနဲ့ပဲလက်ထပ်ပေးမှလို့မိတ်ကြားခဲ့တော့တယ်။ခမီးတော်ကသူ့ကိုငွေတွေပေးပြီးတော့တိုင်းပြည်ကနေထွက်သွားဖို့ပြောပြီးမယ်။သူကလက်မခံမနဲ့ကျမကိုပဲတောင်းဆိုနေခဲ့တော့တယ်။နောက်ဆုံးမှာတော့ခမီးတော်ကတီးမခံနိုင်တော့ပဲစစ်တီတော်တို့ဒီလူရောက်မှာကိုတော်တဲ့ကိုခေါ်သွားပြီးတော့တက်ပင်မကြီးမီးရှို့တက်လိုက်ကြစမ်းလို့အမိတ်ပေးလိုက်ကြတာပေါ့ဒီလိုနဲ့စစ်တီတော်တွေကသူ့ကိုတော်တဲ့ကိုခေါ်သွားပြီးတော့တက်ပင်မချီနှောင်လိုက်ကြတယ် မေးတောက်တွေကြားထဲမှာတော့အရှင်းလက်လက်အလောင်ခဏရရင်းနေပဲသူဟာနောက်ဆုံးကျင်စာကိုတိုက်လိုက်ပါတော့တယ်မင်းကြီးမင်းငါ့ကိုဒီလိုလောက်တာမားတာပဲငါ့အတွက်မင်းပြန်ပေးစားရလိမ့်မယ်မင်းကြီးမင်းဟာကျက်တူရီတကောင်ဖြစ်သွားပါစေသူ့ရဲ့အလောင်မာနကြီးလို့နဲ့မင်းသမီးကတော့မွေတကောင်ဖြစ်သွားပါစေဒါငါ့ရဲ့ကျင်စာပဲလို့သူအော်ခစ်ပြီးတော့တည်ဆုံသွားခဲ့တော့တာပေါ့သူတည်ဆုံသွားတဲ့ထပြိုင်နဲ့ထင်ပါပဲခမီးတော့ ကျက်တူရီတကောင်အဖြစ်ကို၎င်းကျမကလည်းမွေတကောင်အဖြစ်ကို၎င်းချက်ချင်းပဲပြောင်းလဲသွားခဲ့ရပါတယ်ခမီးတို့ကကျက်တူရီဘဝနဲ့အမတ်ကြီးငါတို့ဒီပုံစံနဲ့နန်းတော်မှာဆက်နေလို့မဖြစ်တော့ဘူးတန်းပြီကိုစီမံခန့်ခွဲပြီးတော့ပြည်သူတွေကိုဆောက်ရှောက်ပါလို့နောက်ဆုံးမှမကြပြီးတော့ကျမနဲ့အတူတော်တဲ့ကိုထွက်ပြေးတိတ်ဆောင်ခဲ့ရပါတယ်ကျမတို့တော်တဲ့မှာပုံအောင်နေစင်ပါပဲသူရဲ့ခင်ဗျတေဆုံသွားတာကိုသိတဲ့ဘလူးမဆန်နိကာ ေါသတကြီးနဲ့ကျမတို့ရဲ့တန်းပြူလာရောက်ဖြည့်ဆည်းပါတော့တယ်။သူမအလွန်တရာရက်ဆက်ကြမ်းကြုတ်ပါတယ်။နန်းတော်ထဲဝင်ပြီးတော့အမချုပ်နဲ့စစ်တီတော်အားလုံးကိုတက်ပစ်ခဲ့ပါတယ်။ပြီးတော့တတိုင်းပြည်လုံးမှာရှိတဲ့ကလေးလူကြီးတရိတ်ဆန်မကျင်အားလုံးကိုတက်ဖြတ်ပြီးတော့တိုင်းပြည်တစ်ခုလုံးကိုပျက်စီးပြာကျသွားအောင် လုပ်ခဲ့ပါတယ်။အချိန်တော်ကြမှကျမတို့ခမီးတော်တိုင်းပြည်ကိုပြန်လာကြည့်တဲ့အခါမှာတော့နေရာတိုင်းမှာက အလောင်းတွေပဲပြန့်ကျဲနေပြီးတော့တန်းပီတစ်ခုလုံးပြည့်စည်နေတာကိုတွေ့ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲခမီးတော်နဲ့ကျမအကူအညီရှာဖို့အတွက်တန်းပီအတီတီကိုခွဲထွက်ခဲ့ကြတော့တယ်။ကျမကတော့အရှင်မင်းကြီးရဲ့ဉာဏ်ပညာနဲ့တက်တီကိုဆန်းသက်ခြင်းနဲ့အတွက်အခုလိုမွေးရောင်ဆောင်ပြီးတော့ဒီတော့အုပ်ထဲမှာစောင့်နေကြတာပါ။ဒီလိုနဲ့မင်းသမီးနဲ့တနီယာသူ့ရဲ့ဇလန်းကိုပြောအပြီးမှတော့မင်းကြီးဝိကျမအားအရှင်မင်းကြီးကျမတို့ရဲ့ အပြစ်မဲ့ပြည်သူတွေကိုကယ်တင်တော်မူပါအဲ့ဒီဘလူးမောင်နှိမ်နှင်းပေးပါအဲ့ဒီဂျေစုအတွက်ကျမကတသက်လုံးအရှင်ရဲ့အစီကံတယောက်ဖြစ်ဖို့အမှုထမ်းပါမယ်လို့ဆိုပြီးတော့အကူအညီတောင်းနေတော့တာပေါ့အလွန်တရာတနာကျင်နာစိတ်များဖြစ်ပေါ်လာခဲ့ပါတော့တယ်သူဟာသူရဲ့ကောင်ပိတစွာပင်ချက်ချင်းပဲကုညီရဲ့ဆုံးဖြတ်လိုက်တော့တာပေါ့စိတ်မပူပါနဲ့တော့မင်းသမီးနဲ့တနေအပြစ်မဲ့ပြည်သူတွေကိုကယ်တင်ဖို့ဟာဘယင်တပားရဲ့အထီးကတာဝန်ပဲ။ အသေးမင်းသမီးရဲ့တန်းပြူပြန်လဲတာယာစီးပင်းလာအောင်လို့ကျွန်ုပ်ကိုယ်တိုင်ကူညီပါမယ်။အဲလိုနဲ့ကြီးမြတ်သောဘရင်တစ်ပါးနဲ့မွေအသွင်ဆောင်ထားတဲ့မင်းသမီးတစ်ပါးတို့ဟာပြက်စီးနေတဲ့အိဒရာတန်းပြေကြီးစီတို့အတူတကွခီးထွက်ခွာလာခဲ့ကြတော့တာပေါ့။သူတို့နှစ်ဦးကအိဒရာတန်းပြေကိုရောက်တဲ့အခါမှာတော့မြေတွက်လိုက်ရတဲ့မြင်ကွင်းမှာတော့အလွန်တရာကြေကွဲပွဲကောက်လာပါတော့တယ်။ကျမတို့ဒီနေရာမှာပဲညှောက်တဲ့အထီးကိုစောင့်ကြရအောင်ပါ။အဲ့ဘလူးမှ ညဘက်ရောက်မှထွက်လာတတ်ပါတယ်လို့နန္ဒနီမင်းသမီးကရှောက်တင်လေတော့တယ်။ကောင်းပြီလေ။ဒါဆိုရင်မင်းသမီးကဒီတစ်ပင်ပေါ်တက်ပြီးတော့ပုံအောင်နေပါ။ကျွန်ုပ်ကတော့ဒီတစ်ပင်အောင်မှာပဲအနားယူရင်းနဲ့စံဆိုင်နေပါမယ်လို့မင်းကြီးကဆိုလေတော့တစ်ပင်ကြီးတစ်ပင်ရဲ့အောက်ခြေမှာထိုင်ချလိုက်ပါတော့တယ်။ဒီလိုနဲ့သူတို့နှစ်ဦးစံဆိုင်နေစင်ပါပဲ။ဘလူးမဆန်နီကသူ့ရဲ့ဂူလေးကနေထွက်လာခဲ့တော့တယ်။သူကခန့်ညာချုံမော်တဲ့ မင်းကြီးဝစ်ချင်မကိုတစ်ပင်အောင်မှာတူးတဲ့အနားယူနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့ရဲ့စိတ်ထဲမှာရုပ်မာတဲ့အကြံတစ်ခုဖြစ်ပေါ်လာခဲ့တော့တယ်အဲ့လိုလေဘလောက်တောက်ခံရပြီးတော့တန်မာလိုက်တဲ့ယောက်ျားလေငါဒီတိုင်းပြီဖြက်စီပြီးသွားပြီဒီပင်ကိုသာငါရဲ့လင်းတော့အဖြစ်ရလိုက်ရင်တော့ငါဟာမိဖုရားတပါဖြစ်လာတော့မှာပဲလို့ကြံစီလိုက်တော့တယ်အဲ့နောက်ဘလူးမစန်ဒီကာဟာသူ့ရဲ့တကူးကိုတုံးလို့အလွန်တရာချုံးမော့လက်ပါတဲ့ မင်းမပြောတူအသွင်ပြောင်းပြီးတော့မင်းကြီးဝိဇ္ဇမထံကိုချီကပ်သွားလေတော့တယ်။အိုးအရှင်အသိဟာဘသူပါလဲ။ဒီလိုပျက်စီးနေပြီးတော့အန်ရည်များတဲ့နေရာမှာညနေတကောင်းကြီးမှာတယောက်တည်းဘာလုပ်နေရလဲလို့နှုတ်ညံ့တဲ့အတန်နဲ့မင်းမြန်လိုက်တော့တာပေါ့။ဒီလိုနဲ့မင်းကြီးကတတိကြီးစွာနဲ့ငါဟာဝိဇ္ဇမမင်းကြီးပဲ။ဒီတော်တဲ့ကိုအမဲလိုက်ထွက်လာရင်လည်းလမ်းပြောက်ပြီးတော့အမောဖြေနားနေတာပါ။ ဒါနဲ့ညီမတော်ကရောဘာတူလဲဒီလိုနေရာမျိုးတယောက်တည်းမလာသင့်ဘူးလို့ပြန်လဲပြောလိုက်တော့တာပေါ့ကျမဒီနားမှာဖျက်သွားရင်လည်းအရှိကိုမြင်လို့လာရောက်နှုတ်ဆက်တာပါအမှန်တမ်းပြောရရင်တော့အရှိကိုမမြင်ချင်းပဲကျမလေးဆွလန်းမိသွားပါတယ်အရှင်လက်ထပ်ပေးပြီလားရှင်ငါငါလားလက်မထပ်ရသေးဘူးအိုးဒါဆိုရင်တော့ကျမရှိပါတယ်ရှင် ကြည့်ပါဦးကျမက မင်းသမီးတပားတဲ့မနှိမ့်တဲ့အလားရှိနေတယ်လေအရှင်းကိုတသက်လုံးပဲကောင်းမွန်စွာပြည့်စုံဆောင်းလျှောက်ပါမယ်အဲ့ဒီခါမှာတော့မင်းကြီးကမဖြစ်နိုင်ဘူးငါ့မှာပြည့်မြောက်အောင်လှုပ်ဆောင်ရမယ်တာဝန်ကြီးတစ်ခုရှိသေးတယ်အဲ့ဒီကိစ္စပြီးမှပဲဒီအကြောင်းတွေကိုစဉ်းစားမယ်လို့ပြတ်သားစွာနဲ့ညင်းဆိုလိုက်တော့တာပေါ့သူမရဲ့အလားကိုညင်းပယ်လိုက်တာကြောင့်ဘလူးမဆန်နိကအလုံးအမျက်ထွက်သွားပြီးတော့သူ့ရဲ့မူလာကျောင်းဝယ်ဘွယ်ကောင်းတဲ့ဘလူးမအတွင်တို့ ပြန်လဲပြောင်းလဲသွားခဲ့တယ်လေဟိတ်မိုင်မဲတယ်ဘင်းမင်းကငါ့ရဲ့အလောက်ငင်းပယ်ရဲတယ်ဟုတ်လားငါကဘလူးမပဲအခုချက်ချင်းငါ့ကိုလက်ထပ်မလားဒါမှမဟုတ်ဒီနေရာမှာပဲအသေးခံမလားတခုခုရွေးလိုက်ပါလို့ကျင်းဝါလိုက်တော့တာပေါ့မင်းကြီးဝိကျမကြောက်ရွံ့ခြင်းမရှိဘဲနဲ့သူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်တော့တယ်ဟိတ်ဘလူးမငါဟာတေကြီးတရားကိုကြောက်တဲ့ဘင်းမဟုတ်ဘူးမင်းတက်ဖြတ်ခဲ့တဲ့အပြစ်မဲ့ပြည်သူတွေအတွက်ငါဒီနေရာကို မင်းကိုတတ်ဖို့ရောက်လာခဲ့တာပဲအခုမင်းကိုငါအရှင်းမထားဘူးအဲ့လိုနဲ့သူတို့နှစ်ဦးရဲ့တက်ပွဲဟာစတင်ဖြစ်ပွားလျော်တယ်ဘလို့မှမထင်မမြင်ပြုံးလိုက်ပြီးတော့မင်းရဲ့စွမ်းအားကငါရှိမှဘာမှမဟုတ်ပါဘူးဒီနေ့တော့မင်းကိုငါအသက်ချမ်းသာပေးလိုက်မယ်မနေ့ပြန်ဒီအချိန်မှာငါပြန်လာခဲ့မယ်အဲ့ဒီအချိန်ကျရင်တော့ငါ့ကိုလက်မထပ်ဘူးလို့ထပ်ပြီးတော့ညင်းဆိုရင်တော့မင်းရဲ့တင်းနေတာဖျက်ဆီမယ်လို့ပြောပြီးတော့ မောင်မိုက်တဲ့တောအုပ်ထဲကိုဝင်ရောက်ပျောက်ကွယ်သွားလိုက်တော့တယ်။ဘလူးမထွက်သွားတဲ့အခါမှာတစ်ပင်ပေါ်မှာနန္ဒနီမင်းသမီးဟာအောက်ကိုဆင်းလာခဲ့ပြီးတော့ချန်ရရနေတဲ့မင်းကြီးကိုပြုစုလိုက်တယ်။အရှင်မင်းကြီးမြင်နေမလား။အဲ့ဘလူးမတိတ်ကိုတကူးကြည့်ပါတယ်။ကျမတို့ဒီတန်းရင်ဆိုင်တက်ခတ်လို့မဖြစ်နိုင်ပါဘူး။နောက်တနေ့မနေ့မှာတော့မင်းကြီးဝိကျမနဲ့နန္ဒနီမင်းသမီးတို့ဟာမျော်လင့်ချက်မဲစွာနဲ့ဘလူးမပြန်လာမယ့်အချိန်ကိုစောင့်ဆိုင်းနေကြတော့တယ်။ အဲ့ဒီအချိန်မှာပဲသူတို့အနာကိုရေတိကြီးတစ်ပါးကြောက်ရောက်လာခဲ့တယ်။"အိုးဘယင်းမေးများအတင်းသည်အဘဲကြောင့်ဤတို့တို့အချင်းဤတို့ ရောက်ရှိနေရသည်နည်း။အရှင်ရေတိဖျားဒီတန်းပြီကိုဖျက်ဆီးခဲ့တဲ့ဘလူးမောက်တပိတော်လာရောက်နေနေတာဖြစ်ပါတယ်ဖျား။ဒါပေမဲ့သူမရဲ့တကူးဆွန်းအောက်ကိုတပိတော်မရှင်နိုင်ခဲ့ပါဘူးလို့မင်းကြီးကရှောက်တင်နေတော့တာပေါ့။အဲ့ဒီခါမှာတော့ရေတိကြီးကမန်ပေစွာထိုဘလူးမောက်ကိုတက်ရမှာ လွယ်ကူသောကိစ္စမဟုတ်ပေ။သူမကိုတာမန်လက်နဲ့များဖြင့်အနိုင်ယူနိုင်မှာမဟုတ်လို့မိတ်ချလိုက်တော့တာပေါ့။မင်းလာပါ။ဒါဆိုရင်သူ့ကိုအနိုင်ယူနိုင်မဲ့နီးလန်းကမရှိတော့ဘူးလားဖေရလို့မင်းကြီးကစိတ်ပြည့်စွာနဲ့မေးမြန်းတော့တာပေါ့။နီးလန်းတခုတော့ရှိပြီတဲ့။အဲ့နီးလန်းမှာတော့အိနီယာမှာမီးရှို့အသက်ခံခဲ့ရတဲ့ဆုံးဆရာရဲ့အယိုးများနဲ့ပြုတ်လုထားတဲ့နတ်ဖရားတို့ရဲ့လက်နဲ့ကိုဖန်တီးရမယ်။အဲ့လက်နဲ့နဲ့ဘလူးမရဲ့ဥကောင်ကိုထိုးဆိုင်နိုင်ပါသားလဲ။ သူ့ရဲ့အသက်ခြုံငိမ့်သွားပြီလိမ့်မယ်။ထိုအခါမှသာလေမင်းသမီးနဲ့သူ့ရဲ့ခမီးတော်တို့ပေါ်မှာတက်ရောက်နေတဲ့ချိန်စားဟာလေပြက်ပြက်သွားလိမ့်မယ်။အဲဒီစကားကိုကြားတဲ့အခါမှာတော့နန္ဒရီမင်းသမီးကအရှင်မင်းကြီးအဲ့ဒီဆုံးစရာကိုဘယ်နေရာမှာမီးရှို့ခဲ့လဲဆိုတာကျမသိပါတယ်။သူ့ရဲ့အယူတွေအဲ့ဒီနေရာမှာရှင်းနေလောက်ပါသေးတယ်လို့ဆိုပြီးတော့ချက်ချင်းပဲထွက်ခွာသွားလိတော့တယ်။နိုင်ဤအနေငယ်အကြမှာတော့မင်းသမီးကဆုံးစရာရဲ့မီးလောင်ကျွမ်းထားတဲ့အယူများကို ယူဆောင်ပြန်လာခဲ့တော့တယ်။ရတီကြီးဟာအဲ့အယူများကို မင်းနဲ့တန့်စင်ပြီးတော့မန်တန်များရွတ်ဖပြီးရဲ့နောက်မှာတော့အလွန်တရာထက်မြက်လာတဲ့တမျောတချောင်းအဖြစ်ကိုပြောင်းလဲပေးလိုက်တော့တာပေါ့။အိုးမင်းကြီးဤဒီမှာနတ်ဖရာတို့ရဲ့လက်နက်ပင်ဖြစ်ပါတယ်။တတိယပါဤလက်နက်ကိုလက်စားချင်းဖြစ်တာအသုံးပြုရမယ်လို့ဆိုပြီးတော့တမျောကိုမင်းကြီးဝိကျမအားပေးအပ်လိုက်တော့တယ်။အေးညနေမှာပဲဘလူးမစနီကာ သူ့ရဲ့ဂတိအတိုင်းကိုပြန်လဲရောက်ရှိလာခဲ့တော့တယ်။ကဲဝိဇမမင်းကြီးမင်းပါဆုံးဖြတ်လိုက်လေ။ငါ့ကိုလက်ထပ်မလား။ဒါမှမဟုတ်မင်းရဲ့တည်ခြင်းတရားအတွက်အသက်ပြင်ထားမလား။မင်းကြီးဝိဇမသူ့ရဲ့ခါးကြမှာတံမြောင်ကိုဝှက်ထားရင်လည်းဟန်မပြက်ပါပဲ။အိုးစန္ဒီကငါဆုံးဖြတ်ချက်ချပေးသွားပါပြီ။မင်းကိုငါလက်ထပ်ဖို့အသက်ပါပဲ။ဒါပေမဲ့ငါမှတောင်းဆိုစရာတခုတော့ရှိရဲ့လို့ပြန်လဲပြောဆိုလိုက်တော့တာပေါ့။ ဒီလိုနဲ့ဘလူးမှဝမ်းတာအာရဖြစ်သွားပြီးတော့အလွန်ကောင်းတာပေါ့ပြောပါမင်းရဲ့တောင်းဆိုချက်တခုဆိုတာပါလေမင်းတောင်းဆိုချက်အလုံးကိုငါလက်ခံမှုအစ်စ်မှာပဲလို့ဆိုလီတော့တာပေါ့မင်းကြီးကငါရဲ့တောင်းဆိုချင်တဲ့အချက်တခုကတော့အကယ်၍မင်းဟာငါရဲ့ဇနီးမယားဖြစ်ချင်တယ်ဆိုရင်တော့တသက်လုံးငါစကားကိုနားခံပြီးတော့ငါရှိမှမှအမြဲတမ်းဥညွတ်နေရမယ်အဲ့တောင်းဆိုချက်ကိုတက်တည်ပြတဲ့အနေနဲ့အခုချက်ချင်းပဲ ငါရှိမှာဥညွတ်ပြီးတော့အရှိုးသေးပေးရမယ်။လောဘနဲ့မာနတို့ဖြင့်မျက်စိကွယ်နေတဲ့ဘလူးမဟာဒီတန်းဆိုချက်ကတော့သူ့အတွက်မခက်ခဲတဲ့ကိစ္စလို့မှတ်လိုက်တော့တာပေါ့။ဒါလေးများငါအခုချက်ချင်းပဲမင်းရဲ့ရှိမှာဥညွတ်ပြတာပေါ့အရှင်လို့ဆိုပြီးတော့မင်းကြီးရှိမှာသူ့ရဲ့ဥကောင်ကိုမေကြီးနဲ့ထိလူမတညှို့ချလိုက်တော့တာပေါ့။ဘလူးမဥညွတ်လိုက်တာနဲ့ထပြိုင်နဲ့မင်းကြီးဝိကျမအခွင့်ကောင်းကိုအရယူပြီးတော့ သူ့ရဲ့ခါကြအယူဖြစ်ပြုတ်လုထားတဲ့တံမြောင်ကိုလင်းမြန်စွာဆွဲထုတ်ပြီးတဲ့နောက်ဘလူးမရဲ့ဥကောင်တက်တက်ကိုအားကုန်ထိုးဆိုင်ချလိုက်တော့တယ်မိโกများအဖြစ်ကိုပြောင်းလဲပြီးတော့ပြာမုံများအဖြစ်လွင့်စင်ပြောက်ွယ်သွားနေတော့တာပေါ့မွေးတကောင်ရဲ့ခန္ဓာကိုယ်ဟာမူလလူသားမင်းသမီးလေးရဲ့အသွင်ကိုအံ့ဩဝယ်ပြောင်းလဲသွားခဲ့တော့တယ်ထိုနီးတူစွာပြီးသူ့ရဲ့ခမီးတော်ဖြစ်သူစက်တူရွေးမှလဲမူလဘရင်ကြီးအဖြစ်ကိုပြန်လဲရောက်ရှိလာခဲ့တော့တာပေါ့ မင်းကြီးဝိဇ္ဇမရဲ့ကျေးဇူးကိုအထက်ထက်ကကတင်ရှိကြောင်းကိုပြောဆိုကြတော့တာပေါ့မင်းကြီးဝိဇ္ဇမနန္ဒနီမင်းသမီးဘက်ကိုလှည့်ပြီးတော့မင်းသမီးတင်ပေးထားတဲ့ကတိကိုမမေ့သေးရဲ့မလားတင်ဟာကျွန်ုပ်ရဲ့အစီအကံဖြစ် အမှုထမ်းပါမယ်လို့ကတိပေးခဲ့တယ်လေနန္ဒနီမင်းသမီးကလည်းဟုတ်ကဲ့မမေ့ပါရဲ့အရှင်ကျမအရှင်ရဲ့အစီအကံအဖြစ်တသက်လုံးအမှုထမ်းပါမယ်လို့ပြန်လဲဖြေကြတော့တာပေါ့မင်းကြီးကပြုံးလိုက်ပြီးတော့ သင်ဟာကျွန်ုပ်ရဲ့အစီကိုထက်ရမှာမှန်ပါတယ်။ဒါပေမဲ့ကျွန်တယောက်အနေနဲ့မဟုတ်ပဲကျွန်ုပ်ရဲ့မိပြေကောင်းကြီးအနေနဲ့ပါလို့ဆိုပြီးတော့လက်ထက်ခွင့်တောင်းလေတော့တယ်။အဲ့ဒီလူနဲ့ကြီးမြတ်သောဝိကျမမင်းကြီးနဲ့လာပါတဲ့နန္ဒရီမင်းသမီးတို့ဟာလက်ထက်ပေါင်းသိပ်ပြီးတော့သာဝရပျော်ရွှင်ချမ်းမြေ့စွာနဲ့နေထိုင်သွားကြလေတော့တာပေါ့။ နားဆင်သူများရှင်အခုဖပြတင်ဆက်ခဲ့တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။နောက်ဆက်စစ်နေမှာလည်းဒီလိုစိတ်ဝင်စားဖို့ရအကြောင်းအရာလေးကိုဖပြတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးပြီးတော့အားပေးစောင့်မျှော်နားဆင်ပေးပါဦးရှင်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။